တရက်ချောင်းမျိုးနဲ့ဘိတ်တော်ရဲ့ကာလာမော်ကလပါဂျီဝါမှာအတူဝါလာ23ရက်နေ့ဒီကနေ့မနေ့ပိုင်းကတိုက်ပွဲဖြစ်ပြီးနောက်နေရီကိုဆက်နာရှင်ဒကာမီရှိုဖြစ်စီခဲ့တယ်လို့စီရီတတိအေးမြင့်နဲ့ဒေတာခန်လူစီကတည်ရပါတယ်။အတူဝါလာ20ရက်နေ့ကတည်းကတဲချောင်းမျိုးအထွေစင်ကူပုတ်ကိုင်းစင်တန်လပစားတဲ့ဂျီဝါတွေကိုဆက်နာရှင်တတ်စစ်ချောင်းထုံလို့ အော်တိုဘန်21ရကစပြီးဘိတ်တဝဲကာလန်ကိုတော်လိုင်းတက်တွေကပိတ်ဆို့ထားပါတယ်။အော်တိုဘန်23ရဲ့ဒီကနေ့မနေ့9နာရီလောက်မှာနှစ်ဖက်ပြစ်ခတ်တံတွေစကြရပြီးတဲ့နောက်မနေ့9နာရီလောက်မှာလပကြီးဝါကနေတွေကိုဆက်နာရှင်တက်ကမီရှုခဲ့တယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။တိုက်ပွဲကြောင့်လပစင်ချန်ပြည်တိုင်းစားတဲ့ကြီးဝါတွေကဒေသခံတွေထွက်ပြေးတေချောင်နေရလို့ နေဘလောက်မီရှုခံရတဲ့ဆိုတာကို အသေးစိတ်မသိရသေးဘူးလို့ဒေတာကန်တွေနဲ့စိတ်ရည်တည်ရင်းမြစ်တွေကပြောပါတယ်။နေလေပိုင်းမှာတော့တိုက်ပွဲဟာပြန်ညင်နေပြီးဘိတ်တွေကာလန်ကိုပိတ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။တနင်္လာရီတိုက်တဲ့ကအမှန်ရှိပြောင်းစုလမ်းမကြီးနဲ့နဇကူသွေးရီလမ်းကြောင်းတွေကိုပြန်လည်စုံမှုထိချုံနိုင်ဖို့ဆက်နာရှင်တပ်ကအင်အားအလုံးရင်တုံ့ပြုပြီးစစ်ကြောင်းထုံးနေတာလေးဖြစ်ပါတယ်။